ဗုဒ္ဓဘာသာပြီးပြီဘုရားယဟန်နေဝိချင်ကြရဲရှင်ပြူးချင်ကြရဲမတက်နိုင်ကြဘူးအခုလိုအဝေးရောက်ပြီးတော့အဲ့လိုတိုက်ချစ်ပြစ်ချစ်လူငယ်တွေအများကြီးရနေလို့အဝေးရနေခုနကနှာမီထောက်ပန်းကြရဲအလှူတွေလှုပ်ကြရဲမင်္ဂလာတွေမပြူကြရဲဆိုတော့ဘုရုလည်းယဟန်ဝိခွင့်ရသွားတာတကယ်တော့လည်းလူပဲရှိတာပေါ့ဩငါမလုံနိုင်ဘူးငါယဟန်ဝိချင်တယ်ငါအလှူလေးတစ်ခုလှုပ်ချင်တယ်ကိုတော်မှသမင်းစားဖို့အနိုင်နိုင်နဲ့ကိုဒုက္ခနဲ့ကိုဝေဒနာနဲ့ကိုဖြစ်နေတာဆိုတော့ဟိုဒါလိုပဲပေါ့နော်တရားဓမ္မနဲ့ပဲ ဖြည့်သိမ့်လိုက်ရတော့ဒီနေ့ကတော့အလှပါเนาะကျွန်တော်တို့ရွေးရှင်အစည်းအဝေးနေ့မှာလည်းလှူကြတာပါပဲဒါလည်းအလှပါပဲအခုဒီအလှကကြတော့ ရဟန်းခံရှင်ပြုအလှူပေါ်เนาะရဟန်းခံရှင်ပြုလို့ဆိုတော့ဒါသာနာသာသနာအမွေကိုခံတဲ့အလှူတော်မင်္ဂလာပွဲကြီးပေါ့เนาะဒီလိုလည်းပြောလို့ရပါတယ်ဒီပွဲကြီးကိုเนาะဦးစီးဦးဆောင်ပြီးပြုလုပ်တဲ့အလှူရှင်တွေကဦးစွေကြီးတို့လည်းမသိဘူးတော်တော်များများလည်းတို့ရွေးရှင်လောကသားတွေကလည်းမသိကြဘူးဟုတ်ဒီဗမာပြည်ကနေသွားပြီးတော့ရေချာမြေချာပေါ့เนาะနိုင်ငံရဲ့ချာပေါ့ဒီဒါလည်းခုနဘရူနိုင်းတို့နောက်ကဒူဘိုင်းတို့က ူပိုင်းတို့မှာသွားပြီးအလုပ်ကခလေးတွေကဘာမှပြရနော်အလုပ်သမားတွေပေါ့ကွယ်အဲ့ဒီအလုပ်သမားတွေကဒီအချိန်ကဘာမှပြမှာနှစ်တိကုတရံကာလဆိုတော့သူတို့လည်းအလှလှုပ်ချင်တာပေါ့ဟိုမှာသူတို့ရဲ့ရဟန်းဝှချင်းဝင်မယ်ဟာလားအလှလှေလှုပ်ချင်မယ်ဆိုတော့သူတို့ဟိုမှာလှုပ်ဖို့အချိန်မရှိဘူးလေနော်ကိုဘာသာကိုတိုက်ပြည်လည်းမဟုတ်တော့အဲ့ဒါနဲ့သူတို့လူငယ်ကြီးစုလိုက်တယ်ဘယ်လိုနာမည်လေးပေးလိုက်လဲဆိုတော့တိုင်းချစ်ပြည်ချစ်အဝေးရောက်မြန်မာလူငယ်မြန်မာလူငယ်များဆိုပြီးတော့အဲ့ဒီလူတွေကျွန်တော်တို့အလှတစ်ခုလှုပ်ချင်တယ် เนาะအဲ့ဒါတော့မှယူအလူမဟုတ်ဘူးသူထောက်ပံ့တဲ့အလူဆိုတဲ့မျိုးသူကရဟန်းခံရှင်ပြုเนาะဟိုမောင်ရင်လောင်းတွေလည်းပါတယ်เนาะကျွန်တော်တို့တရုတ်ဆောင်တွေလည်းပါပြီးတော့เนาะသာသနာအမွေခံမဲ့အဲရဟန်းခံနေပေါ့เนาะအဲ့ဒီအလူကိုလုတ်ချင်တယ်အဲ့တော့ဘာမှပြတ်သူတို့ရဆွေမျိုးတွေမိသားစုတွေနဲ့သူတို့ချိတ်ဆက်ပြီးတော့အဲဥဇော်ကြီးတို့ဟိုလိုပေါ့เนาะအခုလိုပေါ့အစင်းပြုတ်လောက်ပြီးတော့အခုဒီနေ့ဆိုလို့ရှင်ဒါရဟန်းခံရှင်ပြုအလူတော်မင်္ဂလာเนาะအဝေးရောက်အဝေးရောက်တိုင်းချစ်ပြည့်ချစ်လူငယ်မောင်မယ်များ ရေစက်ချကုသူပြုအလှတော်အလှတော်ကတရားယူနိုင်ယူရမယ်ဆိုပြီးအဲ့ဒီလေဆိုင်ပုတ်ကလေးတက်ပြီးတော့ဒီနေ့အလှလို့ကြတယ်เนาะအခုတော့သူမျိုးမြင်နေတဲ့အချိန်မှာသူတို့ကြီးကြီးကျယ်ကျယ်ခန်းခန်းနားနားနဲ့ဟိုလှဲ့ပတ်ကြတယ်ဗောနော်ကျွန်တော်ဘူထောင်ဖျောက်သွားတယ်เนาะလှဲ့ပတ်ပြီးပဲဖျောက်ပူကြော်ကြတယ်ဒီအလုတ်ကဒီနေ့အခုအမတန်မှလည်းမင်္ဂလာလည်းရှိတယ်မွန်လည်းမွန်မြတ်ပါတယ်ဟောကျွန်တော်တို့ဘက်ကလည်းပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့သေယုတ်ဆောင်ဒီကုလူကျော်တွေဘက်ကပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကျွန်တော်တို့မှာဘုရားဘာသာပြီးပြီဗောနော်ယဟန်နေဝိချင်ကြရဲရှင်ပြူချင်ကြရဲ မတက်နိုင်ရဘူးအခုလိုဝေးရောက်ပြီးတော့အဲ့လိုတိုက်ချစ်ပြစ်ချစ်လူငယ်ပြီးလူငယ်ပြီးအများကြီးကနေပေါ့အဝေးကနေခုနလှမ်းပြီးထောက်ပံ့ကြတယ်အလူတွေလုပ်ကြတယ်မင်္ဂလာတွေမပြုကြတယ်ဆိုတော့ဘုရုလည်းယဟန်ဝိခွင့်ရသွားတာပေါ့ဒီနေ့ဆိုရင်ဒါအမတမမင်္ဂလာရှိတဲ့နေ့เนาะယဟန်ဝိခွင့်ရသွားတာပေါ့เนาะအဲ့တော့ဒီနေ့ဆိုရင်ကျွန်တော်ဇော်ကြီးအပြင်နောက်ဦးမြမောင်ဦးကျင်ဝမ်းနောက်တော့ကိုကျောက်တို့နောက်တော့ဒလဗလာကြီးတော်တော်များများပေါ့เนาะ အဲ့လိုပဲကျွန်တော်တို့အားလုံးခုနှစ်ဝှစ်ရှိလောက်ရှိတယ်။နောက်တော့ဒီလိုရဟန်းခံရှင်ပြုတဲ့ဒီဒီကနေဗမာပြည်ကနေပဲသူတို့သာသမီတွေကပို့ပေးတာဆိုတော့သူတို့လည်းသူတို့ညီကိုမောင်နှမတွေတူတွေလည်းအဲ့လိုဟိုဘာလို့မောင်ရင်လောင်းတွေပေါ့သူတို့ကိုရင်ဝတ်ကြအောင်မှာဒီနေ့ဟာရဟန်းခံရှင်ပြုလူတော်မင်္ဂလာကြီးอ่ะအမတားမှပြီးပြီဖြစ်ပါတယ်ဝမ်းမြောက်ရှာလည်းကောင်းတယ်အမတားမှအဆင်မြင်တဲ့အလူကြီးပါနော်တမီးတို့လည်းမြင်ရတဲ့အတိုင်းပဲနော်အဲ့ဘိုးတော်ထောင်းထားကိုကားတွေနဲ့တန်းစီပြီးသွားလဲကြတာအမဗီနိုင်းနေနဲ့အဲ့လိုမျိုးနော် တဆိုင်ရာလူကြီးတွေလည်းအားလုံးအကူအညီပေးကြတယ်။သူတို့မြင်စေခြင်းတယ်။သူတို့မုဒိတာပွားလို့ရတာပေါ့နော်။ဒါပေမဲ့သူတို့လည်းအခုသိရမှာပါ။သူတို့လည်းလိုက်တွေလက်ထွင်နေသူတို့ကြည့်ကြတယ်။နောက်ပြီးတော့တော်ပြီဗီဒီယိုဖိုင်တွေလည်းသူတို့ပို့ပေးဦးမှာပဲ။ဒါကြောင့်မလို့အဝေးကိုရောက်တဲ့တိုင်းချစ်ပြည်ချစ်ညီကောင်မောင်နှမမိသားစုတွေနော်။ဒါတို့တမီးတို့ရဲ့အလှူတော်မင်္ဂလာတွေဟာဒီနေ့မှအမတမ်းမှမုံမဲမဲကြီးကြီးကျယ်ကျယ်နဲ့အောင်မြင်ပါပြီလို့နော်။ဒါဘာဘာဦးတို့ရပြောတယ်။နောက်ပြီးတော့အထူးလဲလို့ရှင် နော်ကုလူကျော်တွေရဲ့ကိုစားလူရှင်အထုဒါကမာတွေမူတီတာပေါ်နိုင်အောင်လို့ဒီနေ့ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်။သာဓုလူမောဒနာခေါ်နိုင်ပါစေနော်မေတ္တာပို့ဆုတောင်းပေးပါတယ်။တကယ်တော့လည်းလူပဲရှိတာပေါ့။ဩငါမလုံးနိုင်ဘူးငါယဟန်ဝိချင်းနေငါအလူလေးတခုလုံးချင်းနေကိုတော်မှထမင်းစားဖို့အနိုင်နိုင်နေကိုဒုက္ခနဲ့ကိုဝေဒနာနဲ့ကိုဖြစ်နေဆိုတော့ဟိုဒါလိုပဲပေါ့နော်။တရားဓမ္မနဲ့ပဲဖြည့်သိမ့်လိုက်ရတာပေါ့။ကိုမလုံးပိုင်ခွင့်မှမရှိလုံးခွင့်မှမရတာ။ရှင်းရတော့ အတိတ်ကံတွေရောဒီပြစ်ဆိုပါကံတွေရောအားနေတာပေါ့နော်ဒီလိုသဘောပြောအောင်ဒီလိုပဲနားလည်အောင်ကျမကြီးကတော့အကုံလုံးကဘောဖြစ်အားလုံးကောင်းတယ်ဒီဒူးပဲမကောင်းတာဒူးဒူးကဟိုလုံးကလုတ်ခဲတဲ့ဒဏ်ကြီးကြောင့်ဒူးကလမ်းလျှောက်လို့မရတော့အခုယဟန်ဝတ်ထားတော်မှပဲဆရာတော်တွေလျှောက်ကြည့်ရသေးတယ်ကျွန်တော်ယဟန်ခံမယ်ယဟန်ရှင်ယဟန်ယဟန်ယဟန်ပြုမယ်ဘုရားဝတ်မယ်ကျွန်တော်ဒီဒုက္ခိတနဲ့ရပါမလားအဆင်ပြေပါမလားဆရာဝိနည်းအရာထုံးစင်အရာ လို့မဆိုသာသနာတော်မှာကိုမအပြစ်ဖြစ်မယ်။တာမန်လူအဖြစ်နဲ့နေတာအပြစ်နဲတယ်ဘာမှမရှိဘူး။ယဟန်ဝတ်လိုက်ခါမှာအပြစ်ကြီးသွားမှာကြောက်။အဲ့လိုလေကိုကနားလဲထားတော့ရတယ်တဲ့တခါကြီးတဲ့စိတ်ချမ်းသာအေးစီနေဆွမ်းလည်းမခံဘူး။အလူရှင်ဒီကိုနဲ့ကဆွမ်းစားဖို့ပြုဖို့အကုန်လုံး၁၀ရက်စာအဲ့လိုအကုန်လုံးပေးထားပြီလား။ပြန်လိုက်အထိပြန်လာတော့လမ်းစိတ်ကောလာတဲ့လမ်းစိတ်နဲ့သူတို့ပေးတယ်။ကိုရတော့အဲ့လိုအထိမဟုတ်ပါဘူးကိုပေါက်ကွယ်ပေးနေဒါပေမဲ့သူတို့ကတခါတည်းအဲ့လိုပေးထားတယ်။အဲ့ဒီ အဝေးရောက်တိုက်ချစ်ပြစ်ချစ်ပေါ့နော်အလှရှင်တွေပေါ့လူငယ်မောင်မယ်တွေအလှရှင်တွေပေါ့ကိုသားသမီးတွေအရန်ပဲစိတ်ထားမုံမြတ်တယ်မြင့်မြတ်တယ်အဲ့ဒါကိုလှမ်းကြည့်ပြီးတော့ဦးကအဲ့ဒါကိုလေးစားတာတံမိုးထားတာကိုလည်းရဟန်းဝဲရတယ်သူတို့ရဲ့စေတနာမြတ်တာတွေလှုပ်အားကားတွေနဲ့ချွေးနှဲစာတွေနဲ့အလှူကြီးတစ်ခုလှုပ်လို့တာတိမ့်ချီပြီးကုန်တယ်တကယ်သိမ့်အောင်ရိုးရိုးတန်းတော့မဟုတ်ဘူးတော့ချီပြီးကုန်တာတော့ဒီလူနေရာကြီးမှာအခုဟာဒီပါတော့ပညာယာမိကမဟာအဲ့ဒီမှာလှုပ်ကြတာနော် ဒါကြောင့်မလို့ဝင်လဲတာတယ်ဒါလူလည်းခေါ်ပါတယ်နော်ဒီလိုလဲအလူရှင်နေနော်ငါတိုက်ချစ်ပြချစ်ညီကိုမောင်မတ်ဒီလိုအဝေးရောက်ငါညီတွေငါငါတူမာတွေငါသားသမီးတွေအလုပ်တွေအဆင်ပြေပါစေအခုလိုပဲအလူတန်းနေတဲ့ဆက်လက်လုပ်နိုင်ပါစေလို့မြေတားဖို့ဆုတောင်းပေးပါတယ်